မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချာအတွေ့တက်ခအခန်းလေးနေသမတော့ပြမြချင်း average ပဲဖြစ်ပါတယ်စာမျက်နှာ64မှာရှိပါတယ်ဥပမာတက်ကကျောင်းသားမောင်မောင်နိုင်နိုင်ခိုင်ခိုင်မိုးမိုးဆိုပြီးတော့ရှိမယ်အဲ့တော့အဲ့ဒီမှာမောင်မောင်က10နှစ်နိုင်နိုင်က10နှစ်ခိုင်ခိုင်က10နှစ်ရဲ့မိုးမိုးက ဆယ်နဲ့ဆိုပြီးတော့ရှိမယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဆရာမတော်ကဒါကိုစဉ်းစားကြည့်မယ်။မောင်မောင်နိုင်နိုင်ရဲ့ခိုင်ခိုင်နဲ့မမိုးတို့ရဲ့ပြက်မြအသက်ကိုစဉ်းစားကြမီးပြက်မြကိုစဉ်းစားမယ်နော်။အဲ့ဒီမှာ ပြန်ပြောမယ်မောင်မောင်က10နှစ်နိုင်နိုင်က12နှစ်ခိုင်ခိုင်က10နှစ်ရဲ့မမိုးက10နှစ်ဟုတ်ပြီသူတို့တွေရဲ့ပြက်မြအသက်ကိုရှားခြင်းနဲ့ဆိုလို့ရှိရင်အသက်ဆုစုပေါင်းဆရာမတို့အရင်ဆုံးပေါင်းလိုက်မယ်မောင်မောင်နိုင်နိုင်ခိုင်ခိုင်နဲ့မမိုးတို့ရဲ့အသက်ဆုစုပေါင်းဒီ10အပေါင်း10နှစ်အပေါင်း10အပေါင်း10နှစ်ဆိုပြီးတော့ပေါင်းလိုက်တယ်အဲ့တော့ပြက်မြအသက်ကိုလိုချင်တော့သူတို့ရဲ့ဆုစုပေါင်းအသက် ဒီ၄ယောက်ရဲ့စုစုပေါင်းအသက်ကိုတီးပြီးတော့မှចောင်းသားအည်အတွက်နဲ့ဆားလိုက်တယ်အည်အတွက်က၄ယောက်ဖြစ်တဲ့အတွက်၄နဲ့ဆားလိုက်တယ်ဒါဆိုလို့ရှိရင်30ဆနဲ့ရှေ့30ပေါင်းလိုက်တာက40ဆိုတော့ចောင်းသားအည်အတွက်က၄40ကိုတီး၄နဲ့ဆားတော့10နဲ့သူတို့ရဲ့ပြက်မြအသက်ဒီ10နဲ့ပြောချင်တာကတော့ပြက်မြဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီ၄ယောက်ကတစ်ယောက်က10နဲ့တစ်ယောက်က12နဲ့တစ်ယောက်က10နဲ့တစ်ယောက်က10နဲ့ဒါဆိုရင်သူတို့ဒီရဲ့ခက်မှန်းကြီးပေါ့နော်ခက်မှန်းအဖြစ်ဒီကလေး၄ယောက် ောက်ဒီ10နှစ်ဝန်းကျင်လောက်ရှိပါတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဟုတ်ပြီနော်ဥပမာနဲ့က ကျောင်းသားကျောင်းသူများဤစာကြည့်ခြင်းစရာလေ့လာကြပါစို့တဲ့အောက်ပါဆရာအရာတိရာသည်9ရက်အတွင်းဆဆူပေါင်း42နှစ်၌စာကြည့်ကြောင်းတိရာသည်သို့တော်တိရာဤ9ရက်အတွင်းနေ့စဉ်စာကြည့်ခြင်းသည်တရက်နဲ့တရက်မတူပါတဲ့ဟုတ်ပြီအဲ့တော့ဒီမှာတိရာရဲ့နှီလာရဲ့ဆန္ဒရဲ့ကြော်ကြော်ရဲ့စော့စော့ရဲ့ဒီလူ9ယောက်ရဲ့စာကြည့်ခြင်းအချိန်စရာကိုဖော်ပြထားတယ်တနင်္ဂနွေကနေပြီးတော့မှစနေအထိဟုတ်ပြီနော်အဲ့တော့ပြီးလို့ရှိရင်သူကဆဆူပေါင်းပေးထား42နှစ်၌ ။ဟုတ်ပြီနော်။ပြီးလို့ရှိရင်35 35 28 29ဆိုပြီးမှပြီးထားတယ်။အဲ့ဒါကိုဆရာမတို့ကမှတ်မှာသူကဘာကိုရှင်းပြချင်တာလဲဆိုတော့ဆက်ပြီးတော့ဖတ်ကြည့်လိုက်မယ်။ဟုတ်ပြီ။တပတ်ကိုသူကတီတာက52နာရီစာကြည့်တယ်လို့ပြောထားတယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင် တရက်တရက်အချင်းအတူတူစာကြည့်ခဲ့လေရင်တရက်ကို အာဒီစာကြည့်တဲ့အချိန်တွေတူမယ်ဆိုလို့ရှိရင်52နာရီရဖို့ရင်အတွက်ဆိုရင်သူကစာကြည့်ချိန်ရတပတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်နဲ့စားမယ်9642ဆိုတော့52နာရီကြည့်ရပါမယ်တဲ့ ဤ6နာရီသည်တီရာဤတရက်အတွက်ပြည့်မြစာချီခြင်းဖြစ်သည်ပြောချင်တာကတော့တီရာကတပတ်ကို52နာရီစာကြည့်တယ်ဆိုရင်သူက9ရက်ကိုစုစုပေါင်း52နာရီကြည့်တာဒါဆိုရင်တရက်ကိုဆရာမတို့ခတ်မှန်းချေရတော့အဲ96နာရီ52ဖြစ်တဲ့အတွက်ကြောင့်မလို့6နာရီကြည့်တယ်လို့ပြောလို့ရတယ်ပေါ့ဒါကြောင့်မလို့ထိုပြည့်မြစာချီခြင်းသည်9ရက်အတွင်းတီရာဤစာချီခြင်းတို့ကိုစားပြုသောတန်ဖိုးတစ်ခုဖြစ်တယ်ဒါကြောင့်6နာရီသည်တီရာရဲ့တရက်အတွင်းပြည့်မြစာချီခြင်းဖြစ်သည်ဟုတ်ပြီလားဒါကြောင့်မလို့တရက်ပြည့်မြ စာကြည့်ချိန်ကိုတည်ချင်လို့ရှိရင်စာကြည့်ချိန်စုစုပေါင်းကိုကြည့်ရက်စုစုပေါင်းနဲ့စာအဲ့တော့စာကြည့်ချိန်စုစုပေါင်းက52နာရီရက်ကကြတော့9ရက်ဒါကြောင့်မလို့52ကို9ဆိုတော့6နာရီဆိုရွေးရသွားပြီအထက်ပါစရာမှာကျန်သောចောင်းသားများရဲ့ပြည့်မြတ်စာကြည့်ချိန်ကိုလည်းရှားနိုင်သည် အထက်ပါဥပမာများအရာပေးထားသောဂိမ်းတို့ပေါင်းလက်ကိုဂိမ်းအရေးအတွက်ဖြစ်စားရရသောဆာလက်တီပြည့်မြခြင်းဖြစ်သည်အဲ့တော့ပြည့်မြခြင်းဆိုတာဘာလဲပြည့်မြခြင်းဆိုတာပေါင်းလက်ကိုကြည်အရေးအတွက်နဲ့စားဟုတ်ပြီနော်ပြည့်မြခြင်းဆိုတာပေါင်းလက်ကိုကြည်အရေးအတွက်နဲ့စားဟုတ်ပြီဒီတော့ဆမ်မော်လေးချိန်ခံသွားမယ်လေးချိန်ခံ၄သမ3မှာ မောင်ကျော်ဒီစာမေးပွဲဖြေဆိုရာဘာသာရဲ့6ခုတွင်ဆဆုပေါင်း246မှတ်ရသောတဘာသာလျင်ပြည့်မြတ်ရမှာမြင်များရသည်။အဲ့တော့ဆရာမတို့ခုနကပေးထားတဲ့ပြည့်မြတ်ခြင်းဆိုရာဒီပေါင်းလက်ကိုဒီအည်အတွက်နဲ့စာဆိုတဲ့ပုံသေးမျိုးသုံးပြီးတော့မှဒါလေးကိုတွေ့ပြရပါမယ်။ ။ဟောဘဲတော့မေကွန်ပြန်ကြည့်အောင်မောင်ကျော်ဒီဆာမီးပွဲဖြေဆိုရာဘာတရက်6ခုတွင်စုစုပေါင်း246မှတ်ရတော့တဘာသာလျင်ပြင်းပြရမှတ်မြင်ရတယ်နီ။ဘာတရက်က6ခုစုစုပေါင်းက246မှတ်။အဲ့တော့ဒါပြီးထားချက်ရေးမယ်ဆိုရင်တော့ဘာတရက်ညီမြချင်း6စစပေါင်းရမှတ်ညမြချင်း146ဟုတ်ပြီเนาะဒါပေမဲ့ဒီလောက်ထိဆရာမတို့မသွားတော့ဘဲねတခါတည်းသူရှာဟိုင်းနာကိုရှာလိုက်တော့မယ်တပါတာလျင် ြင်းပြင်းရမယ်လှရှာခိုင်းတာလေးဟုတ်ပြီနော်တဘာတာလျင်ပြင်းပြင်းရမယ်ပုံတင်နေပေါ်မှာလေးလာခဲ့ပြီးသွားပြီပေါင်းလက်ဆွဆွပေါင်းရမယ်ပေါင်းလက်ကိုဒီအည်အတွက်နဲ့စာအဲ့တော့ဒီပုံတင်နေအတိုင်းရင်းလဲရတယ် ဟုတ်ပြီလားဒါဆင်မလေးတစ်ခါဒီမှာပုံသေးနေတဲ့အတိုင်းရေးလိုက်မယ်။ပေါင်လက်ကိုဒီအရေးအတွက်နဲ့စာဒီလိုမှမဟုတ်ပဲနဲ့ဆင်မတို့ဘလို့ရေးလို့ရသည်လဲဆင်မဒီမှာနောက်တစ်ခုရေးပြပါမယ်။အဲ့တော့စွစုပေါင်းရမှတ်ကိုဒီဟုတ်ပြီလားစွစုပေါင်းရမှတ်စွစုပေါင်းရမှတ်ကိုဒီအရေးအတွက်ဆိုတာကကြတော့ဘာသာအရေးအတွက်ဘာသာအရေးအတွက်နဲ့စာ ဒါ G5 မှာသင်ခဲ့ပြီးသားပါဟုတ်ပြီနော်ဒါကကြတော့ဆရာမတို့သူပေးထားတဲ့ပုံတင်ဒီအတိုင်းရေးလိုက်တာဒါကကြတော့ဒီမိခွန်းထဲမှာဘာပေးထားလဲဆိုတော့စုစုပေါင်းရမှတ်ပေးထားတယ်ဘာသာအရေးအတွက်ပေးထားတယ်ဒါကြောင့်မို့လို့စုစုပေါင်းရမှတ်ကိုဒီဘာသာအရေးအတွက်နဲ့စာအဲ့တော့စုစုပေါင်းရမှတ်က246အရေးအတွက်က6ဒါကြောင့်မို့246ကိုဒီ6နဲ့စာ6 + 6 6လေး24 6 6ဆိုတော့40နဲ့တမတ်အဲ့တော့သူ့ရဲ့ပြက်များအမှတ်တီ40နဲ့တမတ်ဆိုလို့ရတယ် အမနက်ကမော်တော်ကားတစ်စီးသည်၃နာရီတွင်210ကီလိုမီတာသွားခဲ့သောတနာရီလရင်ပြက်မြကီလိုမီတာမြင့်များသွားခဲ့သည်။အဲ့တော့ပြက်မြကီလိုမီတာမြင့်များသွားခဲ့သည်။ဒါဆင်မတို့ဒီအဲဒီမှာ၃နာရီကိုပြေးထားတယ်။တနာရီတွေ့ရှာမယ်ဆိုရင်ဆင်မတို့က210ကိုတုံးနဲ့စားလိုက်တာပဲ။ဟုတ်ပြီနော်။ဒါပေမဲ့ဒီမှာကပြက်မြကိုရှာချင်တာမို့လို့ပြက်မြချင်းရဲ့ပုံသေးနည်းကိုရေးပေးရမယ်။ဟုတ်ပြီလား။ဒီတော့နံပါတ်၄ကိုဆက်သွက်ပါမယ်။ အဲ့တော့ဆင်မတို့ရှာချင်တာဒီတနာရီလျင်ပြက်များကီလိုမီတာကိုရှာချင်တာတနာရီလျင်ပြက်များသွားခဲ့တယ်ကီလိုမီတာကိုရှာချင်တယ်အဲ့တော့ဒါလေးရှင်းလိုက်မယ်တနာရီလျင်ပြက်များသွားခဲ့တော့ကီလိုမီတာ ဟုတ်ပြီဆုစုပေါင်းရပါလဲဆိုတော့ကီလိုမီတာဆုစုပေါင်းကီလိုမီတာဆုစုပေါင်းကိုဒီနိုင်ဆုစုပေါင်းနဲ့စာနိုင်အရေးအတွက်နဲ့စာအဲ့တော့ဒီမှာ130ကီလိုမီတာဆိုတာဒီကီလိုမီတာဆုစုပေါင်းကိုဒီ3နိုင်ဆိုတဲ့နိုင်အရေးအတွက်နဲ့စာ ဲ့တော့ကီလိုမီတာစုစုပေါင်းပြီး230နာရီက3သုံးခွန်း၄7ဆိုတော့80အဲ့တော့ဒါက80ဟာတနာရီအတွက်သွားခဲ့တယ်ပြက်မြကီလိုမီတာဖြစ်တယ် ကျောင်းသားတအူဤဘာသာရပ်6ခုတွင်ရရှိသောအမှတ်များမှာ45 86 46 50 40 55ဖြစ်ပါကတဘာသာလျင်ပြည့်မြရမှမိမြဖြစ်တဲ့ဤတဲ့6ဘာသာမှာ1 2 3 4 5 6ဒါ6ဘာသာရရမှတွေဖြစ်တဲ့တဘာသာ55 86 46 50 40 55ဟုတ်ပြီ ဒါကတပါတာရမှတ်တယ်ဆိုရင်ဆရာမတို့ကခက်မှန်းလောက်ပေါ့နော်ခက်မှန်းလောက်ဆိုရင်ဘယ်လောက်လောက်ရှိလဲ50လောက်ပေါ့တပါတာ50လောက်ရရင်ရမယ်ပေါ့ဒါခက်မှန်းလေခက်မှန်းတဲ့တပေါ့ဒါကြောင့်မလို့တပါတာလည်းရင်ဘယ်လောက်ရတယ်လဲပြန်ပြန်ရမှတ်ကိုလိုချင်တော့ဒီအားလုံးကိုပေါင်းမယ်စုစုပေါင်းအောင်ပေါင်းပြီးတော့မှဘာသာရက်အရေးအတွက်ဖြစ်တဲ့6နဲ့စားလိုက်မယ်အဲ့တော့ဆရာမတို့ဒီ ဆဆုပ်ပေါင်းကိုတီးပြီးတော့မှဆဆုပ်ပေါင်းကိုတီးပြီးတော့မှအရင်အတွက်နဲ့စားဖို့လို့အတွက်အရင်အတွက်ကတော့တီးပြီး6ပါးသာရှိတဲ့အတွက်6နဲ့စားမယ်ဒီမှာရှိတဲ့ဆဆုပ်ပေါင်းတွေသူကအမှတ်ဆဆုပ်ပေါင်းတင်းနဲ့3 4 5 6 6ခုပဲပေးထားတာဆိုဒါတွေကိုအရင်ဆုံးပေါင်းပေးရမယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့အမှတ်ဆဆုပ်ပေါင်းကိုအရင်ရှာမယ်အမှတ်ဆဆုပ်ပေါင်းကြတော့ခုနကအမှတ်တီးဦးရေးချလိုက်အောင်ပဲ45အပေါင်း86 အပေါင်း46အပေါင်း90အပေါင်း40အပေါင်း55ဒါသူ့ရဲ့အမှတ်တစ်ခုချင်းစီဒါကိုပေါင်းလိုက်တော့312ရမယ်ဒါကစုစုပေါင်းရပြီဒီတော့ခါကြမှာဆရာမတို့ကဘာသာရက်အမှတ်စုစုပေါင်းပြီးတော့ဘာသာရက်ပေါင်းဘာသာရက်ပေါင်းက6ခုရှိတယ်ဟုတ်ပြီအဲ့ဒီခါကြမှာပဲတဘာသာလေးရင်ပြန်ပြန်ရမှတ်ကိုရှာလို့ရပြီ ရမြရမတ်ကိုလိုချင်တော့အမတ်ဆဆုပေါင်းကိုဒီပါဒရရနေစာပါဒရရအကြီးအတွက်လိုချင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့အမတ်ဆဆုပေါင်းဒီ330နဲ့ပါဒရကချောက်ဟုတ်ပြီအဲ့တော့65လီယာ30ဆမရတာကိုစားလိုက်မယ် 653030ဆိုတော့တက်ကျန်နှစ်ဆွဲ6412ဆိုတော့တဘာတာလင်းပြင်းပြရမှတ်က50နဲ့နှမက်နံပါတ်၄ကတနေ့အကျဉ်းမြို့တစ်မြို့ဤအပူချိန်တို့50ချိန်တိုင်းကြည်ရာတနေ့အကျဉ်း လူတစ်မျိုးရဲ့အပူချိန်ရော၅ချိန်တိုင်းနဲ့15ဒီဂရီဆယ်ဆီယပ်20ဒီဂရီဆယ်ဆီယပ်24ဒီဂရီဆယ်ဆီယပ်25ဒီဂရီဆယ်ဆီယပ်နဲ့27ဒီဂရီဆယ်ဆီယပ်ဆိုပြီးတော့တွေ့ရတယ်။အဲ့တော့ထုံမျိုးရဲ့တနေ့တာပြည့်မြတ်အပူချိန်ကဘယ်လောက်ဖြစ်မလဲ။အဲ့တော့ဆမရဒါရီအားလုံးပေါင်းမယ်။ဒါဆိုရင်ဒါစုစုပေါင်းအရေးအတွက်ကိုစုစုပေါင်းကိုတည်ပြီးတော့မှအရေးအတွက်နဲ့စားလိုက်တယ်ဆိုတော့9နဲ့စားလိုက်မယ်။အဲ့တော့ပထမအဆုံးရေးရပါသည်။အပူချိန်စုစုပေါင်းနံပါတ်၄ကအပူချိန်စုစုပေါင်း ဟုတ်ပြီအပူချိန်စွတ်စွတ်ကောင်းဆိုတော့ခုနကပေးထားတဲ့ဟာတွေအကုန်လုံးပါမယ်15 degree celsius plus 20 degree celsius plus 24 degree celsius plus 25 degree celsius plus 21 degree celsius ဟုတ်ပြီဒါရအောင်ပေါင်းလိုက်တော့ 105 degree celsius ရှိတယ်။ဟုတ်ပြီဒါစစုပ်အောင်ရသွားပြီပြီးတော့မှတိုင်းတဲ့အချိန်က9ချိန်တိုင်းတော့အချိန်အရေအကျွတ်နော်ဒါဆိုရင်ဆရာမတို့လိုချင်တဲ့ပြက်မြအပူချိန်ကိုရသွားပြီအဲ့တော့ဒီနေ့ဒါပြက်မြအပူချိန်ကိုရှာမယ်ဒီနေ့ဒါပြက်မြအပူချိန် မြမြချင်းဒီမှာအပူချိန်စုစုပေါင်းကိုတီးမယ်တိုင်းတဲ့အချိန်နဲ့စားမယ်အပူချိန်စုစုပေါင်းကိုတီးတိုင်းတော့အချိန်အပူချိန်စုစုပေါင်းက105 105ဒီဂရီဆယ်ဆီယပ်ကိုဆက်မတော့ငါးနဲ့စားမယ် အဲ့တော့9ဒလီ9 9နဲ့လီ30 9ဒလီ9ဆိုတော့27ဒီဂရီဆယ်စီယပ်ဆိုပြီးတော့ရှာအဲ့တော့ဒီနေ့ဒါပြည့်မြအပူချိန်က27ဒီဂရီဆယ်စီယပ် ။နံပါတ်5ကအောက်ပါဇရားရင်ဒေသ၄ခု၏အပြည်လမှစက်တင်ဘာလအကျဉ်းရွာသောမိုးရေချိန်တို့ကိုမီလီမီတာဖြင့်ဖော်ပြထားသည့်ဒေသအလိုက်ပြည့်မြမိုးရေချိန်တို့ကိုရှာပါတဲ့။အဲတော့ဒေသသည်၄ခုရှိမယ်တင်းနဲ့၃လေးဒီဒေသ၄ခုမှာအပြည်ကနေပြီးတော့မှစက်တင်ဘာထိတင်းနဲ့၃၄၅၆၆လဆောင်သူကမီလီမီတာနဲ့ဖော်ပြထားတယ်။ဒါသည်မိုးရွာရဲ့မိုးရေချိန် ဟုတ်ပြီလားမိုးရေချိန်ဖြစ်တဲ့အတွက်ကြောင့်ဆင်မတို့သူ့ကိုဘာရှာပေးရမလဲဆိုတော့ data အလိုက်ပြက်မြတ်မိုးရေချိန်တို့ကိုရှာပါပြက်မြတ်မိုးရေချိန်ရှာမယ် data 1အတွက်တစ်ပုတ်ရှာမယ်2အတွက်တစ်ပုတ်3အတွက်တစ်ပုတ်4အတွက်တစ်ပုတ်ဆိုတာဒီဆင်မတို့က4ပုတ်တွက်ပေးရမယ်ဟုတ်ပြီနော်အဲ့ဒီခါမှာလှကကြတော့10 2 3 4 5 6 6လဆိုတော့6နဲ့စားမယ်ဟုတ်ပြီနော်အပေါ်ကမိုးရေချိန်စုစုပေါင်းဒီ6ခုပေးထားတော့ဒီ6ခုကိုပေါင်းပေးရမယ် ဟုတ်ပြီလား6ခုကိုပေါင်းမယ်ပြီးလို့ရှိရင်6နဲ့စားလိုက်မယ်အဲ့တော့ဒါဒီ G5 မှာတွက်ခဲတဲ့ပုံစံနဲ့အတူတူပါပဲတအားမခက်ပါဘူးဟုတ်ပြီလားအဲ့တော့ကျမတို့ပထမအအောင်ဆုံးလှတယ်6လရှိတယ်ဆိုတဲ့အကြောင်းလေးကိုအရင်ဆုံးရေးလိုက်ရအောင်ဟုတ်ပြီလားအဲ့တော့သူက AP မှာ AP လာမှာစက်တင်ဘာလအထိစက်တင်ဘာလအထိလာဆူဆူပါတော့တစ်ခေါက်သေးပဲရေးလိုက်မယ် တစ်ခေါက်တည်းပဲဘာကြောင့်လဲဆိုတော့လေးဖို့အတွက်ဒါပဲတွေ့ရမှာမလို့ဒီဒီလတစ်ခုတည်းပဲသုံးရမှာမလို့ဟုတ်ပြီနော်သူကကြတော့6လရှိတဲ့အတွက်ဒါလေးဖို့စလုံးအတွက်ရသွားပြီအဲ့တော့ဆရာမတို့ဒေတာတစ်အသက်ဆပြီးတော့တွက်မယ်ဒေတာတစ်ဤမွေးကြီးစုစုပေါင်းကိုရှာမယ်သူကတစ်ခုချင်းစီပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒေတာတစ်ဤမွေးကြီးချင်းစုစုပေါင်း ။မိုးရေကျဉ်စုစုပေါင်းက 56+53+66+68+84+75 ဟုတ်ပြီနော်။အဲ့တော့ဒါဒါက400နဲ့2ဆိုပြီးတော့ရမယ်။မီလီမီတာရသွားပြီ။ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ရာရချင်တာကကြတော့ data 1 e တလအပြတ်မြမိုးရေရှင်ကိုရချင်တယ်။ data 1 e တလားပြက်မြမူရချင်းတလားပြက်မြမူရချင်းယူလို့ခြင်းတော့ပေါ်မှာရှာထားတဲ့ data တိမူရချင်းစုစုပေါင်းကိုဒီ AP မှစက်တင်ဘာလအထိလစုစုပေါင်းနဲ့စာအဲ့ဆရာမတို့ဒီမှာတစ်ခါလေးပဲတွက်လိုက်မယ်၄၃ည၂ကိုဒီ6နဲ့စာ ်ဟုတ်ပြီနော်အဲ့တော့65လီ30 66လီ36ဆိုတော့6လီရမယ်66လီ36ဆိုတော့4ကျန်42ဆိုတော့6ခုနလီ42 69မီလီလီတာအဲ့ကျန်တဲ့ပုစာကိုမီလီမီတာကျန်တဲ့ပုစာတွေကိုလည်းဒီအတိုင်းပဲတွက်ပြရပါမယ်။ဒါ data 1အတွက်ရသွားလို့ရှင်ဆရာမတို့ data နဲ့တွက်တွက်မယ်။ data 2ဤပုစာအတိုင်းရင်းမယ်။မိုးရေချိန်စုစုပါ မိုးရေချင်းဆွစုပါအဲဆမရဒီမှာပေါင်းလိုက်မယ်87အပေါင်း97အပေါင်း97အပေါင်း89အပေါင်း87အပေါင်း55ဟုတ်ပြီဒါရီအားလုံးပေါင်းလိုက်တာဒီ428ရှိရှိမယ်428 unit တက်မယ်မီလီမီတာ အဲ့တော့ဒီမှာဆရာမတို့ဒီလောက်ကိုမရေးတော့ဘူးအပေါ်မှာတစ်ခေါက်ရေးရတယ်ရပြီ data 1ရဲ့တလအတွက်ပြည့်မြတ်မိုးရေးခြင်းကိုရှာမယ် data 1ဤတလပြည့်မြတ်မိုးရေးခြင်းတလပြည့်မြတ်မိုးရေးခြင်းကိုရှာခြင်းတော့428ကို t 6နဲ့စာမယ် ဲ့တော့6တလီ6 66လီ36 69လီ40အဲ့တော့69လီ40နောက်က8တီ6တလီ6အဲ့ဆိုတော့နှစ်ကြံလဲဆရာတို့ဒထမထိုးပြီးမှတွက်ချင်လဲတွက်မယ်ဒါမှမဟုတ်လို့ရှိရင်လဲသူ့ကိုဆရာမတို့က6တလီ6ဆိုတော့ခွန်8အဲ့တော့နောက်ပတ်ကျန်တဲ့နှစ်ကိုဆရာမတို့ကတက်မထိုးပြီးတော့တွက်ချင်လဲရတယ်ဒါမှမဟုတ်အပိုင်းကိန်းနဲ့အဖြေထုတ်ရင်လဲရတယ်အဲ့တော့ဆရာမတို့ဒါလေးကိုအကျန်းထဲမှာတွက်ချင်အောင် 428ကိုဆင်မက6နဲ့စားလိုက်မယ်6842နဲ့ဆိုတော့8ကျင်း646နှစ်ကျင်းအဲ့တော့ဒါဟောဆရာမတို့ကအပိုင်းကိန်းနဲ့အဖြေထုတ်ခြင်းလဲဆိုရင်တော့80ကျင်း 6ပိုင်း2ပိုင်းဆိုပြီးရမယ်ဒီက6ပိုင်း2ပိုင်းကိုနှစ်တက်လေးနဲ့နှစ်သုံးလေး6ဆိုပြီးတော့မှ80နဲ့7 3ပိုင်း2ပိုင်းဆိုပြီးတော့အဖြေထုံးလဲထုံးဒါမှမဟုတ်ဒီတက်ကိုသုံးနဲ့ထပ်စားပြီးတော့မှဒသမနဲ့ထုံးလဲထုံးဟုတ်ပြီနော်အဲ့တော့ဒီမှာရမှာဒီ87 3ပိုင်း2ပိုင်းမီလီမီတာဆိုပြီးရမယ်နိုင်ပြီနော်ဟုတ်ပြီနောက်တစ်ခုကဒေတာ3ဤမိုးရင်ချင်းစွတ်စွတ်ပါဟုတ်ပြီပေါင်းလိုက်မယ်38 အပောင်း23အပောင်း69အပောင်း40အပောင်း41အပောင်းငါဟုတ်ပြီလားအဲဒါဒီအကုန်လုံးပေါင်းလိုက်တာဒီ236ဆိုပြီးရမယ်ဒေတာတုံးကဟုတ်ပြီလားအဲ့တော့အကျန်းထဲမှာကလေးတို့ကပေါင်းကြည့်ပါဒါစုစုပေါင်းရပြီဆိုလို့ရှိရင်ဆရာမတို့ပြက်ပြက်ချင်းကိုရှာလို့ရပြီဒေတာတုံးဤတလပြက်ပြက်မိုးရချင်းဒေတာတုံးဤတလပြက်ပြက်မိုးရချင်း ဒေတာ3ဤတလပြက်မြမိုးရေချင်းကိုလိုချင်တော့136ကိုဒီ6နဲ့စာအဲ့တော့6တလေး6 63 48 68ဆိုတော့19 20 21 3ကြံမယ်36ဆိုတော့6 6လေး36အဲ့တော့အဖြေက36မီလီမီတာ ။မှပဲနောက်တစ်ခုသွားမယ်။ဒေတာလေး။အဲဆောင်းအောင်ရေးလိုက်မယ်ကလေးတို့ဟာဒေတာလေး။ဤမိုးရေချင်းစုစုပေါင်း။အဲ့တော့မိုးရေချင်းစုစုပေါင်းကိုပေါင်းလိုက်မယ်။ဆက်ရှစ်အပေါင်း၂၀အပေါင်း53အပေါင်း51အပေါင်း86အပေါင်းတရာအဲ့တော့ဒါအားလုံးပေါင်းလိုက်တာဒီ318မီလီမီတာရတယ် ဲ့တော့ဒီမှာလည်းပဲ G ရအတိုင်းစာရေးမယ် data 3ဤတလ sorry data 4ဤတလကျက်များမိုးရေချင်း data 4ဤတလပြက်များမိုးရေချင်းကိုလိုချင်လို့ရှိရင်စုစုပေါင်းကိုဒီအရေအတွက်နဲ့စစုစုပေါင်းဒီ318အရေအတွက်က6ဟုတ်ပြီနော်အဲ့တော့6တလီ6 65လီ30 30ဆိုတော့7.80 63ညာ78ဆိုတော့53မီလီမီတာဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကဒီသင်ခန်းစာကိုဒီမှာပြီးသွားပြီပြန်လည်လေးကြိုက်ခန်းအောင်ကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်